င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ4ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် တေဘောဘူးစကန်ကို KNL နဲ့ PDF တပ်ပေါင်းစုတွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ်အနီးကမြဝတီမြို့တောင်ဘက်ရှိစစ်ကောင်စီရဲ့တေဘောဘူးစကန်ကို KNL နဲ့ PDF တပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်စီကနေသိရှိရပါတယ်။ဂျွန်လ3ရက်ည9နာရီဝန်းကျင်မှာတေဘောဘူးစကန်ကိုအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့အလံဖြူထောင်လည်းနဲ့ချခဲ့တယ်လို့တေဆုံးဒဏ်ရာရရှိသူ40ဦးခန့်ရှိခဲ့တယ်လို့သိရှိရပါတယ်။ ထိုင်းမြန်မာနယ်စပ်နဲ့တမိုင်းကွာခန့်ရှိတိဘော်ဘူစကန်ကို KNL ပူးပေါင်းတပ်တွေကမေလ26ရက်နေ့ကတည်းကဝိုင်းရံပိတ်ဆို့ထားခဲ့ပြီးဇွန်လ3ရက်နေ့မနေ့ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကစခန်းမကျစေရေးဝေါ်လီဗျူဟာကနေ120မမများနဲ့တစ်ကူပေးခဲ့တယ်လို့ပေါင်900ဘုံပါဝင်ဘုံလုံးရေ90ကန့်ကို25ကြိမ်ထက်မနည်းလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ကန်နူတက်မှ6နေပြီးထမ်းမြမာနေဆက်တလျှောက်ကစစ်ကောင်စီတက်စကန်တွေကို KNL ဥဆောင်ခဲ့တဲ့တပ်ပေါင်းစုကမေလအလယ်ပိုင်းကနေစတင်တိုက်ခိုက်ခဲ့ရာဥဂရီတာထီးတဲ့လေထီးကပလဲနေဝေါ်လီဗျူဟာစခန်းတွေသာတိမ့်ပိုက်ဖို့ကြံရှိတော့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မြင်းချံမြို့နယ်တွင်ဘု PDF gate ကိုဝင်ရောက်စီးနှင်းခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီဘက်မှ20ဦးသေဆုံးခဲ့ပြီး PDF ရဲဘော်တဦးကြာဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ဂျွန်လာနှစ်ရက်နေမှာမြင်းချံမြို့နယ်လက်တစ်ပြူရွာမှထွက်လာတဲ့စစ်ကောင်စီတပ်မှတွင်ဘု PDF gate ကိုမနက်ခင်းပိုင်းမှာဝင်ရောက်စီးနှင်းလာခဲ့ကြောင်းအညာဒေသဒေါ်လန်ရင်အင်အားစုမှသတင်းထုတ်ပြန်ထားပါတယ်။ဝင်ရောက်စီးနှင်းလာတဲ့စစ်ကောင်စီအင်အား80ခန့်အားအညာဒေသဒေါ်လန်ရင်အင်အားစုတပ်ဖွဲ့မှစတင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ 20ဦးထက်မနည်းသေဆုံးခဲ့ကြောင်းထောက်ပို့များစီမှာတရင်ရရှိတယ်လို့ဖော်ပြထားပါတယ်။ ချိုတို့တိုက်ခိုက်ခဲ့ရာမနက်6နာရီခွဲမှညနေ9နာရီထိတိုက်ပွဲများဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့မှတဦးကြဆုံးက6ဦးထဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအညာဒေသတော်လိုင်းအင်အားစုရွှေချန်သားပျောက်ကြားတပ်ဖွဲ့မြင်းချန်မြို့နယ်ငကတိပျောက်ကြားတပ်ဖွဲ့မြင်းချန် MP9 ပြည်သူ့ကျဲတပွင့်မြင်းချန်မြို့နယ်ဘက်ကဖာ KI drone မြင်းချန် KI တရင်နှင့် Wolf Guerrilla Force တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ကံမြို့တည်ဂန်ကာရဲကွက်ပြူကောင်းဆောင်ပါဝင်ရှစ်ဦးပြစ်ခတ်ခံရပြီးတေဆုံးခဲ့တဲ့တရင်ကိုဆက်လက်တင်ပြပေးကြပါရစေ။မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တည်ဂန်ကာရဲကွက်မှာပြူစောတိကောင်းဆောင်ပါဝင်ရှစ်ဦးကိုဝင်ရောက်ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ထားပါရစေ။ဇွန်လတရနေ့ကစစ်တပ်ထွက်ပြူကောင်းဆောင်ကိုဇော်ဇော်နဲ့နောက်လိုက်ရှစ်ဦးဟာရဲကွက်ထိပ်ရှိစရာမှာပြည်သူများကိုစစ်ကြေးကောက်ခံနေတယ်လို့တရင်ရရှိတာကြောင့်တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရစေ။တိုက်ခိုက်မှုတွင်ပြူစောတိများကနန နက်သီးနဲ့ပြန်လည်တိုက်ခိုက်ဖို့လုပ်နေချိန်မှာပောက်ကွဲခဲ့ပြီးကိုဇော်ဇော်ပါဝင်၈ဦးထိမှန်သေဆုံးခဲ့ကတအူးမှာတရားရရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုထနောင်းမြေစစ်ကြောင်းနဲ့တူပကန်းအန်ညောင်ဦး U Special Task Force ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး point 22လက်လုပ်တနက်တလန်ကာပိုင်းတနက်တလန်နနက်သီးတလုံးကာပိုင်းကြီး10တောင် point 22G 6တောင်စိုင်းကဲနှစ်စီးနဲ့ပြူသက်သေးကန်ထောက်ထားများတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆလဘီပေါမြူနေမှာတရတိကောက်ထွက်လာတဲ့ပြူစောထီများအားကင်းဘုံဝေတက်ခိုက်ခဲ့ရာ၃ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။မကွေတိုင်းပေါမြူနေမြောက်ပိုင်းကုတ်ကူစုပြူရွာမှာဇွန်လ၂ရက်နေ့ကတရတိကောက်ထွက်လာတဲ့ပြူစောထီများအားຫນွေဦးညီနောင်တပ်ဖွဲ့နဲ့ BLY ပြည်သူ့ကာကွယ်တပ်ဖွဲ့ပောက်ပကဖာတို့ကပူးပေါင်းကကင်းဘုံဝေဆောင်ဆိုင်တက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါရစေ။ထို့သောတိုက်ခိုက်မှုကြောင့်ပြူစောထီ၃ဦးသေဆုံးခဲ့ပြီး AK-47 တနက်တလက်နဲ့တီဇန်20 36တောင်ကိုတင်စီရရှိခဲ့ကာကျွန်ုပ်တို့ຫນွေဦးညီနောင်တပ်ဖွဲ့နဲ့ BLY ဒေါ်လာရေးရဲဘော်များထိခိုက်မရှိအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ မွန်ပြည်လူမျိုးရေးတပ်တော်တပ်ပြေးရဲဘော်၅ဦးအားအသိပေးကြေညာထားတဲ့သတင်းကိုတင်ပြပေးကြပါရစေ။မွန်ပြည်လူမျိုးရေးတပ်တော် MLA ကရဲဘော်၅ဦးဟာတာဝန်ထမ်းဆောင်နေချိန်တွင်အထက်အရာရှိတွေကိုသတင်းပေးပို့ခြင်းမရှိဘဲစွန့်ခွာထွက်ပြေးသွားတယ်လို့ထုတ်ပြန်လာပါရစေ။ထွက်ပြေးသွားသူတွေဟာတက်ဆိတ်မှုတာဝန်ရှိရဲဘော်အောင်ဆန်းမိုးခေါ်ပညာတက်သားစင်းရှိရဲဘော်မျိုးဟင်းခိုင်ခေါ်ကျောင်းသားရဲဘော်ဆန်းနိုင်လင်းရဲဘော်တန်းစိန်သူနဲ့ရဲဘော်မောင်ပိုင်တို့ဖြစ်ကြတယ်လို့သိရှိရပါရစေ။၎င်းတို့ဟာတတ်မှတ်ထားတဲ့ တွင်စီကံဥပဒေကိုလိုက်နာခြင်းမရှိပဲ၃ဦးကရှေ့တန်းမှာတာဝန်ထမ်းဆောင်ရာကနေထွက်ပြေးသွားတယ်လို့၃ဦးကလည်းနောက်တန်းစကန်မှာတာဝန်ချိန်တွင်ထွက်ပြေးသွားတာဖြစ်ပါတယ်။ကျန်တဦးကတော့တက်တော်ပိုင်းဆိုင်ကနေအခြားရဲဘော်တဦးနဲ့ပါဝါဘန်းတို့ကိုယူဆောင်သွားပြီးစကန်ဆုံးခွာသွားတယ်လို့ဖော်ပြထားပါတယ်။တပ်ဖွဲ့ဝင်အားလုံးမိမိတာဝန်ကြရာနေရာကနေအထက်အရာရှိထံသတင်းပို့ခြင်းတင်ပြခြင်းခွင့်ပြုချက်တောင်းခံခြင်းမရှိပဲဆုံးခွာထွက်ပြေးခြင်းဟာစစ်ပြေးမှုမြောက်တဲ့အတွက်တက်တွင်ဥပဒေအတိုင်းအရေးယူခံရမယ်လို့ MLE ကဆိုထားပါတယ်။အခုလိုစစ်ပြေးမှုပြင်းမှု ထင်ရှားတဲ့ရဲဘော်၅ဦးပါဝင်ပတ်သက်တဲ့ပြည်ပခါတွေနဲ့လူမှုရေးကိစ္စအဝဝဖြစ်ပွားလာရင်မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLE ကတာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ပြည်သူနဲ့တကွာတော်လှန်ရေးအင်အားစုတွေကိုအသိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖះတောင်နဲ့ရေဘူးကျေးရွာကိုစစ်ကောင်စီနဲ့ PNU ပြည်သူ့စစ်များကမီးရှို့ဖျက်ဆီးခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဖះတောင်ကျေးရွာနဲ့ရေဘူးကျေးရွာတို့ကိုစစ်ကောင်စီနဲ့ PNU PNA အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့များကစစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့အင်းလေးပြည်သူ့ကာကွယ်တပ်ကထုတ်ပြန်ထားပါရစေ။ဇွန်လ၂ရက်နေ့မနက်၈နာရီချိန်မှာအင်အားတထောင်ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNA ပူးပေါင်းတပ်နဲ့အမှတ်တထောင်ကိုတရင်အင်းလေးပြည်သူ့ကာ ဝေးတက်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အင်အားမမျှတာကြောင့်ညနေ၄နာရီခန့်မှာအင်းလေးပြည်သူကာကွယ်တပ်ကထိခိုက်မရှိဘဲတက်ဆုပ်ပေးခဲ့ရပြီးနောက်ညနေ၄နာရီခွဲချိန်ခန့်မှာစစ်ကောင်စီစစ်ကြောင်းကကျွေးရွာတွေတည်းဝင်ရောက်ခါစတင်မိရှုဖြစ်စီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မိစတင်ရှုခဲ့ရာရေဘူးကျွေးရွာမြောက်ဖက်နေဖျားတောင်ကျွေးရွာကဦးစောစောထွန်းဦးရကျော်ဦးအောင်လင်းဦးနဲ့ဦးကျော်နိုင်ဦးတို့ရဲ့နေအိမ်များပါဝင်ဘေးပတ်ဝန်းကျင်ကနေအိမ်များလေးမိလောင်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ Ah. Uh. ရွှေကျင်တဲ့ဟာခါမှာစိတ်ကောင်းစီတက်ကြကြီးတူနဲ့ရဲတအုပြည်သူထံအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးကြပါရစေ။ပဲခူးတိုင်းတိုင်ဦးမြို့ခြေဆိုင်ခမရ440တရင်မှာတက်ကြကြီးတူဟာကြည်စံနဲ့လက်ပစ်ဘုံတွေကိုယူဆောင်လာခဲ့ကပြည်သူကားဝေးတပ်ဖွဲ့ထံကိုအလင်းဝင်လာခဲ့တာလို့သိရှိရပါရစေ။ရွှေကျင်မြို့နယ်ကွန်းစိတ်ကျွာမှာအထိုင်းချတာတဲ့စိတ်ကောင်းစီတက်စကန်ကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်စကန်မှာတာဝန်ကျနေတဲ့တက်ကြကြီးတူဟာကြည်စံခဲရန်နဲ့လက်ပစ်ဘုံတွေယူဆောင်လာကအလင်းဝင်လာတာလို့ သိရှိရပါတယ်။ခရမ်းများယူဆောင်လင်းဝင်လာခဲ့တဲ့၎င်းတက်ချက်ကြီးကိုဘကိုးတိုင်းပကဖစစ်ဘက်ရေးရာတာဝန်ခံအဖွဲ့ကစူချင်းငွေ၁၀သိန်းချီမြှင့်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူဟာခါမြူကရဲတူဟာလေမေလ31ရက်နေ့ကလက်နက်ခရမ်းများကိုယူဆောင်လာပြီးချင်းလန်ဒက်ဖ ens force ဟာခါတန်ကိုအလင်းဝင်လာတယ်လို့သိရှိရပါတယ်။အလင်းဝင်လာတဲ့ရဲတပ်သားကို CDF ဟာခါကနှွေးထွေးစွာကြိုဆိုခဲ့ပြီးဂုံပြူစူငွေချီမြှင့်ခဲ့ကလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရပေးခဲ့တယ်လို့ဖော်ပြထား ားပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွင်းတဲ့ခါရှိတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဥလင်ပါ